ယေရှုခရစ်တော်အဖင်ဖခင်ရဲ့အချစ်တော်ဖြစ်တဲ့တန်သမီတယောက်စီတိုင်းကိုမင်္ဂလာနှစ်သိလေးပါလို့နှုတ်ခွန်းဆက်တက်လိုက်ပါတယ်ဒီကနေ့25ရက်6လ2025ဘုဒ္ဓဟူးနေ့ရက်နေ့ဒီကနေ့တည်းမှာသာဝရဖြာသည်တင့်ကိုကောင်းချီးပေး၍ဆာမတော်မူပါစေတော်သာဝရဖြာသည်တင်တဲ့မြတ်တော်အလင်းကိုလွှတ်၍ယူနာဂျေစုပြုတော်မူပါစေတော်သာဝရဖြာသည်တင့်ကိုမြှောက်ချီး၍ချမ်းသာပေးတော်မူပါစေတော်အာမင်ခြေရမီသားစုများ ဒီကနေ့ကောလသဲဩဝါဒစာအခန်းကြီး3အခန်းငယ်23နဲ့24ကိုအတူတူဆင်ခြင်ခွာယူကြပါစို့အစီခံကျွန်တို့သခင်ဖျားကိုကြောက်ရွံ့လျက်လူတို့ဤစိတ်ကိုနူးညွတ်စေတော်သူကဲ့သို့မြေမောက်၌သာနားထောင်သည်မဟုတ်စိတ်နှခွာမရှိပဲလောကီသခင်ဤစကားကိုအယံယံ၌နားထောင်ကြလော့လူဤအမှုကိုသာဆောင်ရွက်တဲ့ကဲ့သို့မဟုတ်သခင်ဖျားဤအမှုကိုဆောင်ရွက်တဲ့ကဲ့သို့ပြုလေတည်းများတို့၌စေရနာစိတ်နှင့်ပြုကြလော့ သင်တို့ဒီသခင်ခရစ်တော်၏အစီကိုခံရသည်ဖြစ်၍အမွေတော်ဒီဟုသောအကျိုးကိုထိုသခင်ဖခင်၏လက်တော်မှခံရလိမ့်မည်ဟုတီးမှကြလော့ကိုလိုသဲဩရစာအခန်းကြီး3အခန်းငယ်20နှစ်ကနေပြီးတော့မှ24ဖြစ်ပါတယ်ဒီနေရာမှာ20နှစ်မှာဘာတွေ့ရလဲဆိုတော့ကျွန်းနေအဲ့ဒီအချိန်ကကျွန်းနေသခင်နေရှိတဲ့အချိန်ကာလပေါ့ဆိုတော့ ကျွန်လဲခရစ်တော်ကိုယုံကြည်လက်ခံတဲ့ပြောင်းလဲတဲ့ဖယားသားဖြစ်တယ်။သခင်လဲယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့ဖယားသားဖြစ်တယ်။ဆိုတော့အရေးချင်းတွေကတူနေတဲ့အခါမှာဒါပေမဲ့လက်ရှိကဒီကတော့သခင်ဒီကတော့ကျွန်ဆိုတော့အဲမှာကျွန်တွေကနည်းနည်းလေးထပ်ကြွချင်လာတယ်။ဘယ်လိုထပ်ကြွချင်လဲဆိုတော့ဟေးမင်းလဲဖယားသားငါလဲဖယားသားစသဖြင့်ပေါ့လေ။အဲ့ဒါကိုရှင်ပေါ်လူကဖယားသခင်ရဲ့ဝိညာဉ်တော်ဖွင့်ပြခြင်းအဖြစ်အစီခံကျွန်တို့ တခင်ဖျားကို ကြောက်ရွံ့လျက်လူဤစိတ်ကိုနူးညွတ်စေတကယ်သူမျက်မှောက်မှာမဟုတ်ဘူးမျက်ကွယ်မှာလည်းစိတ်နှခွမရှိဘဲနဲ့လောကီတခင်ရဲ့စကားကိုအယားယာမှနားထောင်ဖို့ဖြစ်တယ်ဝိညာဉ်ရဲ့ဘိုင်းမှာအရေးချင်းတူတယ်ဆိုပေမဲ့လက်ရှိဘဝမှာကျွန်းတရားသခင်ဖြစ်တဲ့အတွက်ကြောင့်ကိုယ်သခင်ရဲ့စကားကိုအယားယာနိုင်နားထောင်ဖို့ဖြစ်တယ်ဆိုတော့ အဲ့လိုမျိုးနားထောင်တဲ့လူတယောက်ဖြစ်ဖို့အသွင်သင်ထားတဲ့ထားတဲ့အပြင်မှာငွေ23ရောက်တဲ့အခါမှာလူအနေနဲ့ကြည့်မယ်ဆိုရင်တော့သခင်ရဲ့အလုပ်ကိုလုပ်ရတယ်။ဒါပေမဲ့ယေရှုကိုယုံကြည်တဲ့သူတယောက်ရဲ့အသက်တာထင်ပါတယ်။လူရဲ့အမှုကိုသာဆောင်ရွက်တဲ့ကဲ့သို့မဟုတ်သခင်ပြန်အမှုတော်ကိုဆောင်ရွက်တဲ့ကဲ့သို့ပြုလေသည်များစေတံစေနေပြု။သူရဲ့အလုပ်ကိုလှုပ်ဆောင်နေရတဲ့အခါမှာ သူအလုတ်လို့မမြင်ဘဲနဲ့သခင်ဖျားရဲ့အလုတ်လို့မြင်ပြီးတော့မှဘာပဲလုပ်လို့စေနာစိတ်နဲ့ပြုဖို့အဲ့လိုပြုမယ်ဆိုရင်တဲ့အောက်မှာ24မှာသင်တို့ဒီသခင် ခရစ်တော်၏အစီကိုခံကြသည်ဖြစ်၍ဟာလေလုယတကယ်ဆိုရင် လောကီသခင်ရဲ့အစီ ဟုတ်တယ်ဒါပေမဲ့ယေရှုကိုယုံကြည်တဲ့တဲ့ကျော်သခင်ယေရှုခရစ်တော်ရဲ့အစီဖြစ်သွားတယ် ဆိုအဲ့ဒီအစီအခံဖြစ်တဲ့အတွက်ကြောင့် logi သခင်ရဲ့ဥစ္စာကိုစင်လို့အကျွင်းမဲ့လုတ်ဆောင်ပါဒါပေမဲ့သခင်ပြန်ရဲ့အလို့ကိုလုတ်တယ်လို့လုတ်ပါအဲ့လိုလုတ်မယ်ဆိုရင်တဲ့အမွေတော်ဒီဟုသောအကျိုးကိုထိုသခင်ပြန်လက်တော်မှာအကျိုးခံဟာလေလုယာဆိုတော့ကျွန်တော်ဘာတွေ့ရလဲဆိုတော့ logi သခင်ရဲ့အလို့ကိုတကယ်ပဲစေရနာစေအပြည့်ဝနဲ့လုတ်မယ်ဆိုရင် logi သခင်ကလည်းကိုယ်ကိုလက်ဟောဘလခေါ်မလဲဒီပို့ချင်မယ်ပို့မျက်နှာပြေးမယ်မကတ်သေးဘူး ထာဝရအဖဖိယားကလည်းယေရှုဖိယားကလည်းတနည်းကျွန်တော်တို့ထာဝရနိုင်ငံပြောင်းရသွားတဲ့အခါမှာလည်းသူ့စီကလည်းအမွေတော်အကျိုးကိုလည်းပြန်ပေးဖို့ရှိတယ်။နှစ်ခုတဘကျွန်တော်တို့ရရှိမှာဖြစ်တယ်။ဒါကြောင့်မိသားစုများတကယ်ပဲကျွန်တော်တို့လှုပ်ဆောင်နေတဲ့အမှုရာတိုင်းကယုံကြည်သူဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်အဆင့်တန်းမှာပဲလိုရလောအောက်ခြေအဆင့်တန်းပဲလိုရလောအလေအနာပဲဖြစ်အထက်မှာဖြစ်ကြိုက်တဲ့နေရာမှာလိုရလောရသခင်ပြားရဲ့အစီကိုသခင်ပြားရဲ့အမှုကိုဆောင်ရွက်တဲ့ကဲ့သို့ပြုခြင်းအဖြစ် တကယ်ပဲသခင်ပြန်လက်တော်ထဲမှာအကျိုးကိုပြန်လဲရရှိနေတဲ့တမ်းမြအသေးသေးဖြစ်ဖို့အတွက်နှုတ်ဘတော်ဖြစ်မြတ်တန်နဲ့ဝင်ကားတဲ့တင့်ကိုပြန်သခင်တာယူကောင်းချီးပေးပါစေအာမင်